ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနာဒိမန့် channel ကနေအားလုံးကိုပြန်လည်ဂျိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်ဂျွန်လ10ရက်နေ့မှာပွဲထိုးရမယ်မြန်မာ final Joshua Van ရဲ့ပွဲနဲ့ပတ်သက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့ကတော့မြန်မာပရိသတ်တွေနည်းနဲ့ MU ရဲ့ရှုံးပွဲအတွက်ဝန်နေခဲ့ရပါတယ် MU က Time Fighter Woody Crane ကိုပထမအချိန်မှာပဲအလဲထိုးနဲ့ရှုံးနိုင်သွားခဲ့ရပါတယ်ပရိသတ်တွင်နေတဲ့လာမယ့်အပတ်မှာမြန်မာ Fighter Super Eagle ရဲ့ပွဲစဉ်ကိုလည်းစောင့်ကြည့်အားပေးကြရအောင်ပါ ဒီနေ့မှာတော့ one championship ကပွဲစဉ်နေကြောင်းကိုပြောသေးပဲလာမယ့်ဂျွန်လာရှိရနေ့မှာ UFC မှာထိုးသွင်းရမယ့်မြန်မာ fighter Joshua Van ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ Joshua Van အတွက်ဒီပွဲက၈ပွဲမြောက် UFC ပွဲစဉ်ဖြစ်ပါတယ် Joshua Van က UFC မှာ9ပွဲထိုးသတ်ထားခဲ့ပြီး6ပွဲနိုင်တဲ့ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ် Joshua Van အတွက်ဒီပွဲကနိုင်ပွဲပုံဖော်နိုင်မှုအရန်ကိုအရေးကြီးပါတယ် Joshua Van ကလက်ရှိမှာ UFC flyweight ranking နံပါတ်14ဖြစ်ပါတယ် ဂျော်ရှွာဗန်နဲ့လက်ရှိရင်ဆိုင်ထိုးသက်ရမယ့် fighter ဘရူနိုဆေးဗာဖြစ်ပါလိမ့်ဘရူနိုဆေးဗာလက်ရှိမှာ UFC Flyweight ရန်ကင်းနံပါတ်7နေရာမှာယက်တည်နေတဲ့ fighter ဖြစ်ပါလိမ့်။ဂျော်ရှွာဗန်အတွက်ဒီပွဲမှာအနိုင်ရသွားရင်နောက်ပွဲမှာဂျော်ရှွာဗန်အနေနဲ့ ranking top 10တဲ့က fighter တွေနဲ့ရင်ဆိုင်ထိုးသက်ရနိုင်ခြင်းရှိသွားပါမယ်။ fan နဲ့ထိုးသက်ရမယ့်ဘရူနိုဆေးဗာအကြောင်းကိုအနေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာ။ ထူနိုဆေးဗာ MMA record အပြင်22ပွဲထိုးသက်ထားပြီး14ပွဲနိုင်6ပွဲရှုံး2ပွဲသိရရလက်ကိုပိုင်ဆိုင်ထားပါတယ်။ကဘာကျော် promotion ဒီဖြစ်တဲ့ UFC မှာ10ပွဲတိထိုးသက်ထားက4ပွဲနိုင်3ပွဲရှုံး2ပွဲပွဲပြရလက်ကိုပိုင်ဆိုင်ထားပါတယ်။အနိုင်ရခဲ့တဲ့ UFC 4ပွဲမှာ3ပွဲကိုအလဲထိုး2ပွဲကိုချုပ်ကွက်နဲ့အနိုင်ရထားပါလိမ့်။ရှုံးလုံးခဲ့တဲ့၃ပွဲမှာ၂ပွဲကိုဒိုင်းဆုံးဖြတ်နောက်ဆုံးပွဲကိုတော့ TKO နဲ့အရင်နိုင်ထားတာတွေ့ရပါတယ်ခင်ဗျာဘရူနိုဆေးဗာကလက်တံပြောင်းတယ်လို့ပဲဆိုရမှာပါ UFC မှာသူနိုင်ရခဲ့တဲ့နေပွဲမှာဆိုရင်နေပွဲလုံးကိုသူကပွဲချိန်တွေမှာအဆုံးသတ်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့အနေနဲ့အမှတ်ဆုံးပြတိရအောင်မကစားနိုင်ဘူးလို့ဆိုရမှာပါ။သူ့အနေနဲ့နိုင်ပွဲရမယ်ဆိုရင်အလဲထုသုံးဖို့ချုပ်ွက်တွေနဲ့ပဲနိုင်ပွဲရယူတတ်ပါတယ်။ရှုံးနေတဲ့နှစ်ပွဲမှာဆိုရင်တော့ဒိုင်းဆုံးပြတိရောက်ထားတဲ့ဖြစ်တဲ့ကြောင့်မလို့ပြိုင်ဘက်တွေကတော့သူ့ကိုပွဲဖျက်ရတာအနေနဲ့ခက်ခဲတယ်လို့ဆိုရမှာပါ။ဂျော့ရှွာဘန်ကလည်းလက်ရှိမှာ UFC Flyweight တန်းမှာလက်ထပ်ပြောင်းနေတဲ့တက်လူဖိုင်တာတစ်ယောက်ပါပဲ။ အနာဂတ် UFC Champion ဖြစ်နိုင်တယ်လို့တော့ Hawking ထုတ်ခံထားတဲ့ Fighter တူပါ Joshua Van ကလည်း UFC မှာတပွဲပဲရှုံးနေထားတာပါခုနှစ်ပွဲထိုးတက်ထားတဲ့ချိန်မှာ6ပွဲလုံးကိုတော့နိုင်ရထားတာပါ Joshua Van က Flyweight တဲ့ Fighter ဖြစ်တဲ့ကြောင့်မလို့အကောင့်သေးပါလေအဲ့တော့ power ကလည်းအရင်ကြီးမကြီးပါဘူးအဲ့လိုပါဝါမကြီးတဲ့အတွက်ကြောင့်မလို့သား Joshua Bane နဲ့ပွဲထဲမှာပွဲချိန်တွင်အဆုံးသတ်ပြနိုင်ခြင်းမရှိတာဖြစ်ပါလိမ့်။နောက်မှဆိုရင် Joshua Bane နဲ့ Fighter တွေကို TKO တွေနဲ့အများကြီးနိုင်မွေးရယူပြမှာပါ။ ီအချက်ကတော့ဂျိုရှွာဘန်အတွက်အနေငယ်အားနည်းချက်ဖြစ်ပါလိမ့်ဂျိုရှွာဘန်ပြီးခဲ့တဲ့ပွဲမှာဆိုလဲတိတ်တောင်း defense ကောင်းကောင်းတွေကိုတိချခစားပြတာပါဒါကြောင့်မလို့ဂျိုရှွာဘန်ကတိတ်တောင်း defense ကို ground game ဘက်မှာရောအကုန်ကောင်းတယ်လို့ပြောရမှာပါ striking ဘက်မှာ power သာနည်းနည်းထပ်ပါလိုက်ရင်ဂျိုရှွာဘန်ကမချခင်မှာ UFC ရဲ့ champion တုံးဖြစ်လာနိုင်ကြီးရှိပါတယ်ဂျိုရှွာဘန်နေနဲ့ဒီပွဲကိုအနိုင်ရအောင်ထိုးသက်ရမှာပဲဒါမှသာဂျိုရှွာဘန်နေနဲ့နောက်ပွဲမှာ top 10ကဖိုက်တာတွေနဲ့ထိုးသက်ရမှာပါ UFC ကတော့ Joshua Ban ကိုတဆင်ချင်းပုံဖော်ပေးနေပါတယ်။ Joshua Ban ကိုတမ်းပြီးထိတ်တန်းက Fighter ကြီးတွေနဲ့မတွေ့ပေပဲတဖြည်းဖြည်းနဲ့တစ်ဆင့်ချင်းတစ်ဆင့်ချင်းအမြင့်ကိုဆွဲခေါ်နေတာပါသဘာချင်းမှာ Ranking တမတ်ချက်မှာမရှိတဲ့ Fighter တွေနဲ့ပွဲထိုးခိုင်းနေတဖြည်းဖြည်းနဲ့ Ranking စင်းဝင် Fighter တွေနဲ့ပွဲထိုးခိုင်းနေ Top 15တွေနဲ့ပွဲထိုးရနေပြီးတော့မှတဖြည်းဖြည်းနဲ့ Top 10တွေက Fighter တွေနဲ့ပွဲထိုးတာခိုင်းတော့ပါ Joshua Ban ကိုဒီလိုမျိုး UFC ကစင်တင်ပေးတာအဆင်ပြေပါတယ်ဘာကြောင့်လဲဆိုတော့ UFC ပထမဦးဆုံးပွဲစဉ်မှာပဲချန်ပီယံလူဝဲထိုးသက်ရပြီးရှုံးမွေးကျုံသွားတဲ့ fighter တွေအများကြီးရှိပါတယ်။ဒါအဆင့်ကျော်ပြီးထိုးသက်တယ်လို့ခေါ်ပါတယ်။အဲ့လိုမျိုးအဆင့်ကျော်ပြီးထိုးသက်ရင် fighter တွေလည်းမကောင်းပါဘူး။ဘာမှအကျိုးရလည်းလည်းမရှိပါဘူး။ရှုံးမွေးကျုံတာကလွဲလို့ဘာအောင်မြင်မှုမှရမှာမဟုတ်ပါဘူး။ Joshua Van လိုမျိုးတစ်ဆင့်ချင်း Champion Capacity တက်လန်းလာမယ်ဆိုရင်ဒါက Joshua Van နဲ့ကောင်းမွန်တဲ့လုပ်ရတစ်ခုပါပဲ။တစ်ချိန်ဒီမှာသူ့အနေနဲ့ UFC Champion ကျင်းပြီးပေါ့ဖြစ်လာမှာပါ။ Joshua Van ကတော့2026ခုနှစ်ထဲမှာ USC Champion ခပိုင်ကြီးကိုသိမ်းပိုက်ပြမယ်လို့ကြုံဝါထားပါတယ်။ဂျော်ရှွာဘန်နီနဲ့ဘလိုမျိုးနိုင်ပွဲပုံဖော်သွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။လက်ရှိချိန်မှာ Bogey Dine ရဲ့ခြေမှာတော့ Joshua Van ကို1.232နဲ့အထက်ခြေပေးထားပါတယ်။ Bruno Silva ကိုတော့3.9နဲ့အောက်ခြေပေးထားပါတယ်။ဒါကိုကြည့်ရင်မဲ့ Joshua Van နေနဲ့နိုင်ရလည်းရဖို့ပုံများနေတယ်ဆိုပြီးအားလုံးကထင်ကြီးပေးနေကြတာပါ Van နေနဲ့ဘယ်လိုမျိုးနိုင်မွဲပုံဖော်သွားမလဲဆိုတာစောင့်ကြည့်ရမှာပါ မြန်မာပြည်ပချင်းဖိုက်တာဂျော်ရှွာဘန်ရဲ့ပွဲဟာလာမယ့်ဂျွန်လ10ရက်နေ့မှာကျင်းပမယ် UFC 316ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။ဖန်ကတော့ဘရူနိုစီဗာကိုအမှောက်သိပ်ပြမယ်လို့ကြုံမှားထားပါတယ်။ဘလို့အခင်းကြီးမျိုးဖြစ်လာအောင်မလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဂျော်ရှွာဘန်ရဲ့ပွဲနီးလာရင်လည်းပွဲကျုပ်သုံးသက်ချက်အကြောင်းအရာကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့ဒီမှာလေး MMA လောကနဲ့အောက်စားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာပြေရှင်မယ့်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ။